သတရံနေပရိုမနီတီယတာတွေဖြစ်ပြလာနိုင်တဲ့ကမ္ဘာရွှေစင်းနေတာကိုဒီဘလိုလေးမှကျွန်တော်သုံးသပ်ပြောကြားပြသွားမှာဖြစ်ပါတယ်လက်ရှိကြာနေတဲ့ကမ္ဘာရွှေစင်းပေါ့နော်ပြန်ကြာနေတဲ့ကမ္ဘာရွှေစင်းဒီနေ့မေလ14ရက်နေ့တရတာတွေဘလိုလေးဆက်ဖြစ်လာမလဲဆိုတာအရင်ဆုံးဤပညာပိုင်းကသုံးသပ်ကြည့်လိုက်အောင်ဟုတ်ပြီအားဖြစ်တဲ့ခါမှာဒါအလို့ကမ္ဘာရွှေစင်းနေတာကိုကျွန်တော်တို့ကတရတာနေတာနဲ့သုံးသပ်နေခြင်းဖြစ်ပါတယ်မနေ့ကတော့ကမ္ဘာရွှေစင်းရတရတာအတုံးလေးမှာပေါ့နော်ကျွန်တော်တို့ဒီမှာဈေးအတက်လေးခပ်ပါပါနဲ့ပြီးခဲ့တာကိုတွေ့ရတယ်ဒီနေ့မနက်မှာတော့ဈေးက 3.5တက်လောက်မှာဈေးဝင်ခဲ့တယ်လက်ရှိချိန်ဒီအမြင့်ဆုံးအနေနဲ့3.5ရှစ်တိတက်ခဲ့တယ်အနိုင်ဆုံးအနေနဲ့ကြာကျွန်တော်3.2တက်လောက်ထိကျခဲ့ပြီးလက်ရှိမှာ3.4 3.5ဈေးတန်းအောက်မှာဈေးတန်းမှာဈေးပြင်းနေတာကိုတွေ့ရတယ်ခင်ဗျအဲ့အပြက်ကမှာကဘာရွှေစည်ရဲ့တည်တနေထားကိုကြည့်မယ်ဆိုရင်ဒီဈေးတန်းဆုံးဝင်ကျင်ပေါ့နော်ဒီနောက်ဝင်ကျင်ဟာကျွန်တော်တို့ကဘာရွှေစည်တွေကျွန်တော်တို့ဒမန်းဆုံးဒမန်းဆုံးဆိုတာဝယ်လူအားကြီးပြန်ပြန်ဝင်လာတဲ့ဈေးတန်းဆုံးဖြစ်နေခင်ဗျ3.25နဲ့3.200ကျားဈေးတန်းဆုံးပေါ့နော် ကျွန်တော်တို့စတဲ့တုန်းကလည်းဒီစတဲ့ဆုံးကနေပြီးတော့တောက်လျှောက်တက်သွားခဲ့တာအဲမှာကျွန်တော်တို့ပြီးခဲ့တဲ့လာကုန်ကန်ဒီတုန်းကဈေးပြန်ကြတယ်ဒီ3.5နဲ့3200ကြာစတဲ့ဆုံးမှာကမ္ဘာရွှေဈေးဝယ်လိုအားတွေပြန်ဝင်လာတယ်ဒီမှာတော့အကျတယ်ဒါပေမဲ့ဒီမှာဝယ်လိုအားတွေပြန်ဝင်လာပြီးတော့ဝယ်လိုအားတွေအားတက်သွားတဲ့အခါမှာဈေးကပြန်တက်သွားတယ်အခုတစ်ခေါက်ပြန်တက်အခုတစ်ခေါက်ပြန်အကျပါနော်ဈေးပြန်အကျမှလည်းဒီ3.5နဲ့3200ကြာစတဲ့ဆုံးမှာကမ္ဘာရွှေဈေးကဆက်မကျနိုင်ပဲတန့်နေတယ် တနည်းအားဖြင့်ဒီဈေးနဲ့ဆုံရောက်တိုင်းဝယ်လူအားတွေကတောက်လျှောက်ပြန်ဝင်လာတော့တွေ့ရတယ်ကျွန်တော်တို့ကကဘာရွှေဈေးကဈေးဆက်ကြခြင်းနဲ့တောက်လျှောက်ကြခြင်းနဲ့ဆိုရင်ဒီဈေးနှံဆုံကိုဖောက်ကြနိုင်တော့တဲ့ရောင်းလို့အားရှိဖို့လိုအပ်ပါတယ်ဒီထက်ပိုပြီးရိုးရှင်းပြောမယ်ဆိုရင်ကျွန်တော်တို့ဒီဈေးနှံဆုံလိုက်ရောက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ရောင်းလို့အားတွေကဒီဈေးနှံဆုံမှာဝယ်ဝင်လာမဲ့ပေါ့နော်ဝယ်လို့အားတွေထက်အာတာနေဖို့လိုအပ်တယ်အဝယ်သမားအဝယ်သမားတွေထက်အယောင်သမားတွေအာတာနေဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါပတ်သက်ခါမှာကျွန်တော်လက်ရှိမှာတော့ ရောင်းလို့အားကြီးကလုံလုံချင်းမရှိသေးဘူးကျွန်တော်ယူဆတယ်ပေါ့ဒီနားဝင်းကျင်မှာဈေးတန်နေတဲ့နေသားမျိုးတွေ့ရတယ်။အဲ့ရဖက်တဲ့ခါမှာကျွန်တော်တို့ကနီးပညာပိုင်းရဆိုဘာဖြစ်ဖို့လိုလဲမေးမယ်ဆိုဒီဈေးတန်းစုံကိုဖောက်ကြဖို့အတွက်အပေါ်ကိုနည်းနည်းပြန်ကန်တက်ပြီးတော့အားယူဖို့လိုအပ်ပါတယ်။ဒါမှမဟုတ်တဲ့ဘက်ကဒရင်းပိုင်းနေပါတယ်ပေါ့ဒရင်းဒရင်းနေပါရဲ့ support ယူဖို့လိုအပ်ပါတယ်။အဲ့ရဖက်တဲ့ခါမှာကျွန်တော်များပြောမယ်ဆိုကပတ်ချွေဈေးကဒီနေ့မှာဈေးပြန်ကန်တက်နိုင်ခြင်းရှိပါသေးတယ်။ကျွန်တော်တို့ဘယ်လောက်အထိပြန်ကန်တက်နိုင်ခြင်းရှိတယ်လို့မေးမယ်ဆိုကျွန်တော်ကတော့ဒီဈေးတန်းစုံပေါ့နော်။ဒီ 3.5 3.5ပြီးရင်ကျွန်တော်တို့အာတော့နေကကျွန်တော်တို့တော့နေ90ပေါ့အဲ့ဈေးတန်းဆုံးဒီကျွန်တော်ပြန်ကန်တက်ပြီးပြီးမှအကြောက်ကောင်းကောင်းနဲ့ပြန်လာလိုက်မယ်လို့ကျွန်တော်ရဲ့ဈေးနှုန်းသဘောတရားအမြင်အရသုံးသပ်ထားပါတယ်ဒီညမှာတစ်ခုရှိတာတော့နေ90နဲ့တော့နေ90ကြား ဈေးပြန်ကန်တက်ပြီးအကြအကုန်းကုန်းနဲ့ပြန်လာမယ်လို့သုံးသက်ထားပြီးမှတခါလေကြာတော့ကျွန်တော်3.80လောက်ပြီးရဈေးထက်ပြီးတော့3.80ကနေပြီးတော့ဈေးအကြအကောင်းကောင်းနဲ့ပြန်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်အဲ့ဒါဖက်ကကျွန်တော်ဒါတော့ကျွန်တော်ခံမှန်းကြည့်ဈေးတန်းစုံပြောထားပါဘူးကျွန်တော်ဒီနေ့မှာကမ္ဘာရွှေဈေးရေတိုလေးဈေးပြန်ကန်အတက်လာလိမ့်မယ်လို့သုံးသက်ထားပါတယ်အဲ့ဒါဖက်တဲ့ခါမှာကျွန်တော်တို့အခုဈေးအကြမှာကျွန်တော်ကဝယ်လို့အားတွေဝင်လာနိုင်တဲ့ဒီဈေးတန်းစုံတွေမှာကျွန်တော်တို့ဝယ်လို့ရတယ်3.25နဲ့3.00ကြာဈေးတန်းစုံမှာဝယ်လို့ရတယ် တော်နေငါဝင်ချင်မှလည်းဝယ်လို့ရတယ်တော်နေညာနာဝင်ချင်မှလည်းဝယ်လို့ရတယ်အရှုံးပိုင်းစည်းတန်းကိုတော့ကိုယ်ကလွတ်လွတ်ကင်ကင်ပေးချင်တယ်ဆိုရင်တော့တော်နေညာအောက်လောက်မှာပေးအမြတ်ပိုင်းစည်းတန်းကတော့ကျွန်တော်တို့အနည်းဆုံးနေနဲ့ယူမယ်ဆိုရင်တော့3နှစ်40 3နှစ်50ထိပဲယူပါကိုကစောင့်နိုင်တယ် risk ပို့ယူနိုင်တယ်ဆိုတော့3နှစ်85လေး3နှစ်80လေးထိကိုကအမြတ်ပိုင်းစည်းတန်းပေးလို့ရပါတယ်ဒီနေ့မှတော့ကျွန်တော်အဝယ်ပြန်ဝင်ပါမယ်အယောင်ဆိုရင်တော့ကျွန်တော်တို့ကဒီ3နှစ်85နဲ့3နှစ်60ကြာဈေးတက်ခဲ့ရင် 3.9နဲ့3.90ကိုမဟုတ်ပါဘူး3.90အထက်ဈေးတက်ခဲ့တယ်ဆိုရင်အဲ့ဈေးတန်းအထက်မှာကျွန်တော်ရောင်းဖို့အားပေးခြင်းနဲ့အရှုံးပိုင်းဈေးတန်းကိုတော့ကျွန်တော်လွတ်လွတ်ကင်းကင်းပေးခြင်းနဲ့ဆိုရင်3.95အထက်မှာပေးပါအမြတ်ပိုင်းဈေးတန်းကတော့အနည်းဆုံးပြား3.30လောက်ထိယူလို့ရတယ်ဒီထက်ပိုပြီးတော့ကိုကစောင့်နိုင်နေဆိုရင်တော့3.200တွေ3.90တွေထိအမြတ်ပိုင်းဈေးတန်းယူလို့ရပါတယ်ဟုတ်ပြီနောက်ထပ်ရောင်းဖို့အခွင့်အလမ်းတစ်ခုကတော့ဒီ3200ဆိုတဲ့ဈေးနှုန်းအောက်မှာကမ္ဘာ့ရွှေဈေးပေါ့နော်ဒီနေ့တနေ့တာအတွင်း အချင်းတနားရဲ့အတိုင်းတာပိတ်စေကျွန်တော်တို့ market ခေါ်ရ H1 ကန်နန်နဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်တော့လိုက်ရောက်ပါရေတို့လိုက်ရောက်ပါကဘာရွှေဈေး3.80 80လောက်ထိဈေးဆက်ကြနိုင်ခြေရှိပါတယ်အဲ့လိုလိုက်ရောက်ပြီဆိုရင်ကျွန်တော်အရှုံးပိုင်းဈေးတန်းပဲပေါ်ပေးရမလဲလို့မေးမှဆိုရင်3နှစ်30အထက်မှာအရှုံးပိုင်းဈေးတန်းပေးပါခင်ဗျာ။ဟုတ်ကဲ့ဒါတရားကျွန်တော်အရောင်းဝယ်လောက်ရမယ်ဈေးတန်းဆိုတော့ဒီနေ့ဖြစ်ပါတယ်။ဒီနေ့မှသူတို့ကြကြကျွန်တော်အဝယ်ဈေးတန်း အဝယ်ဘက်ကိုလည်းကျွန်တော်အားပေးခြင်းပါတယ်ဒီ3215နဲ့3200ကြာစင်းတဲ့ဆုံးမှာကျွန်တော်ဟိုကနီးပညာပိုင်းရအတိပုချက်စောင့်ပြီးတော့ပြန်ဝယ်လို့ရတယ်ခင်ဗျာဒါမှမဟုတ်ကစိတ်ပို့ဖြစ်ခြင်းနဲ့လက်ရှိကဈေးကျနေလို့ဗျာပို့ပြီးတော့အနေနဲ့ gain ခြင်းနဲ့စိတ်ပို့ဖြစ်ခြင်းနဲ့ risk နဲ့ခြင်းနဲ့ဆိုရင်တော့အယောင်းပဲစောင့်အပေါ်က3.80အထက်ဈေးတန်းကိုစောင့်ဒါမှမဟုတ်လည်းဒီ3200ဈေးတန်းအောက်ကိုကဘာရွှေဈေးတင်းတနိတာအတွင်းအချင်းတနာရဲ့တိုက်တာပေးစီနဲ့ဖောက်ကြပြီးတော့ဈေးပိတ်သွားအောင်စောင့်အဲ့ဒါအဲ့လိုမျိုးစောင့်ပြီးရောင်းနေဆိုရင်ပြကိုကပို့ပြီးတော့ risk ပိုနည်းပါလိမ့်မယ်ခင်ဗျအဲ့ဘက်ကမှလက်ရှိကမ္ဘာချွေဈေးကတော့ကျဖို့အတွက်အာယူနေရနေသားလို့ကျွန်တော်ယူဆပါတယ်အဲဒီနေ့မှကျွန်တော်တို့ကဒီ3200အောက်ဈေးတန်းအောက်ကိုဖောက်ကြမလားဆိုတာကတော့ဒါတော့ကျွန်တော်တို့သူပြန်ကန်တက်မလားပုံမူတည်ရခင်ဗျတကယ်လို့ဒီအပြကံမတက်နိုင်ပဲဒီဇီလန်နာဝင်းကျင်တာပဲဝဲနေတယ်ဆိုရင်တော့ကျွန်တော်အများပြောမယ်ဆိုဒီဇီလန်နာမှာငင်းနေရသူ့ရဖို့များပြီးနောက်ရက်ဒီမှအပေါ်ဈေးတန်းကိုပြန်အားယူပြီးတော့အောက်ကိုဖောက် တောက်လျှောက်ဖောက်ကြသွားတာမျိုးမြင်ရဖို့အလားအလာများနိုင်မယ်ခင်ဗျ။အဲ့ဒါပြက်ကမှာမနေ့ပြန်ညမှာဆိုရင်လည်းကျွန်တော်တို့ကအမေရိကန်အရေးကြီးဒေတာရှိသေးရပါတော့။အမေရိကန်ပုံပန်ဥက္ကဋ္ဌမိန်ကုန်းပြောဖို့တွေပါရှိတာဖြစ်သေးတယ်ပြက်ကမှာကျွန်တော်အမြပြောမယ်ဆိုတော့ဒီနေ့မှာတော့ကပ္ပချွေစီ3200အောက်ဖောက်ကြဖို့ကတော့လက်ရှိအခြေအနေရတော့အခွင့်အလမ်းနည်းပါတယ်ခင်ဗျ။အဲမနေ့ပြန်တော့မဟုတ်တပတ်ခါလောက်မှပဲကျွန်တော်ဈေးပြန်ကန်တက်ပြီးတော့ဒီနေ့မှာပြန်ကန်တက်ချင်တဲ့တက်သွားရမှာ။အော်တောင်းပုံမနေ့ပြန် ဲဒီနေ့ဈေးပြန်ကတက်ပြီးတော့မနှက်ပြန်တော့မဟုတ်တပတ်ခါမှအကြာအကောင်းကောင်းနဲ့ဖောက်ကြတာမျိုးမြင်ရလိမ့်မယ်လို့ကျွန်တော်ရဲ့ဇီလုံးသဘောတရားအမြင်အရကျွန်တော်သုံးသပ်ထားပါတယ်အဲ့ဒါဖြစ်တဲ့ခါမှာဒီနေ့မှကျွန်တော်အဝယ်ပြန်လိုက်လို့ရပါတယ်အောက်ဈေးတန်းနေကျွန်တော်ပြောခဲ့တဲ့ဈေးတန်းစုံတွေမှာအဝယ်ပြန်လာလို့ရဒီနေ့ကတော့အဝယ်နဲ့အယောင်တစ်လက်စီအယောင်ဝယ်လို့ရမယ်နေ့ဖြစ်ပါတယ်ခင်ဗျဟုတ်ပြီပြီးတော့ဒီနေ့တရတာကဘာရွှေရဲ့အပိတ်ဈေးပေါ့နော်အပိတ်ဈေးဒါတကယ်လို့ကျွန်တော်တို့တော့တော့နှစ်ရအောက်ဈေးပိတ်ခဲ့ရင်တော့ကဘာရွှေစီတောက်လျှောက်အကြအောက်ဆက်ကောင်းပါလိမ့်မယ်တပတ်နှစ်ပတ်အတွင်းပေါ့ နက်ဖြန်ချက်ချင်းကြသွားမယ်ဆိုလိုတာမဟုတ်နော်တပတ်နှစ်ပတ်အတွင်းကျွန်တော်တို့3.50လို့3.100လို့ထိအကြအားစက်ကောင်းသွားနိုင်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့စန့်ချင်ပတ်နေတယ်ဗောဒီနေ့တရက်တာကဘာရွှေရဲ့အပိတ်ဈေးတာကျွန်တော်တို့3.290အထက်မှာဈေးပိတ်ခဲ့တယ်ဆိုရင်တော့ကဘာရွှေစီအသက်ပြန်လာပါလိမ့်မယ်3.400အထက်ထိအသက်ပြန်လာပါလိမ့်မယ်ခင်ဗျအဲ့ဒါပတ်သက်ကမှကျွန်တော်တို့ကဘာရွှေစီဒီနေ့တရက်တာပိတ်ဈေးဘယ်ပေါ်ပိတ်မလဲ3.200အောက်ပိတ်မလား3.90အထက်ပိတ်မလားကျွန်တော်စောင့်ကြည့်အောင်ဖြစ်ပါတယ် ကျွန်တော်အမြင်ရတော့ဂျားလေးပဲပိတ်သွားမယ်ထင်ပါတယ်မနေ့ဖြန်တဲ့တပတ်ခါလေးမှာကျွန်တော်တို့စီအတက်အကောင်းကောင်းအကြအကောင်းကောင်းနေမြင်ရဖို့အလားလားများနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ထားပါတယ်ဟုတ်ပြီဒါလေးကကျွန်တော်ဤပညာပိုင်းအသုံးသပ်ချက်လေးပေါ့နော်တရင်ပန်းလေးကိုကျွန်တော်တွားကြည့်လိုက်အောင်တရင်ပန်းမှာဒီနေ့ဘာသိမ်းမှမရှိဘူးကျွန်တော်ရေနံတရင်မှရှိရေနံကျွန်တော်လည်းမဆိုင်အဲအဲ့ဒါပြတ်တက်ကပြည့်ဒေါ်လာအင်တက် ဒေါ်လာနဲ့ကတခုရှိတာဗျာမနေ့က100 100အထက်လောက်ရှိနေရတယ်အခု100နာပြန်ကြနေဒါလေးကတော့နည်းနည်းလေးတော့သတိထားမယ်ခင်ဗျာတခုတော့ရှိရပါတော့မနေ့ပြန်အမေရိကန်ပုံပန်ဩဂရမေကွန်ပြောဖို့ရှိလို့ဒေါ်လာအင်တက်ကတခဏတက်ဆုတ်တာမျိုးလားဆက်ဆောင်ကြည့်ရမယ်တကယ်လို့ဒါဒေါ်လာအင်တက်က100အောက်ပြန်ဖောက်ကြရင်တော့သတင်းပိုင်းရကမ္ဘာရွှေစီရဝယ်လို့အားရပြန်ဝင်လာနိုင်တယ်ခင်ဗျာ ါပေမဲ့လက်ရှိနေသားကဒေါ်လာအင်းနဲ့တရားအောက်ပြန်ဖောက်မကြသေးပါဘူးတရားနာတရားတသမှခွန်900 800နာဝန်းကျင်ပဲဈေးဝယ်နေရဖြစ်တဲ့ခါကျွန်တော်အမြင်ပြောမယ်ဆိုရင်တော့မနေ့ပြန်ညနေပိုင်းမှာဒေါ်လာအင်းတက်လေအလောက်ခက်ကောင်းကောင်းရှိလိမ့်မယ်ခင်ဗျဒေါ်လာအင်တာတရတတတရနှစ်တွေကိုပြန်တက်လန်းနိုင်တော့ကပတ်ရွှေရရေတူရောင်းလို့အားတွေဝင်လာပြီးတော့ဈေးဆက်ကြပါလိမ့်မယ်မဟုတ်ဘဲနဲ့ဒေါ်လာအင်တာတရအောက်ပြန်ဆင်းသွားရင်တော့ကပတ်ရွှေအာကျွန်တော်တို့ရေတူဝယ်လို့အားတွေဝင်လာပြီးတော့ဈေးပြန်ဆွဲတင်သွားနိုင်တယ်ခင်ဗျ အဲ့ရလေးကိုတတိထားဖို့တော့ပါတယ်တခုရှိရဒါပုံသေးကြီးပြောတာလည်းမဟုတ်ဘူးဆိုတော့ dollar index ကျွန်တော်ကြာမယ်ဆိုတော့ကဘာရွှေစည်တက်မယ်လို့ပုံသေးကြီးပြောတာမဟုတ်ဘူးကျွန်တော်ကဖြစ်လာနိုင်ခြေရှိတဲ့အနေထားကိုကျွန်တော်တို့ကသုံးသပ်ကြပေးခြင်းဖြစ်ပါတယ်များသောအားဖြင့်အဲ့လိုမျိုးဖြစ်လိမ့်ရှိပါတယ်တခါတလေကြာတော့လည်းကျွန်တော် dollar index ရောကဘာရွှေစည်ရောပြိုင်ကျသွားတာမျိုးပြိုင်တက်သွားတာမျိုးတော့ဖြစ်လိမ့်ရှိတယ်ခင်ဗျာ အဲ့ဒါဖက်ကကျွန်တော်တို့ကကမ္ဘာရွှေကိုအရောင်းဝယ်လောက်ရမယ့်ဈေးတန်းတွေကိုကျွန်တော်တို့တစ်ဖက်ကနီးပညာပိုင်းရတယ်ချိန်ညှိပြီးအရောင်းဝယ်လို့ပို့လို့ရတယ်သတင်းပိုင်းကိုပြကျွန်တော်ဒီဒေါ်လာအင်းတက်ဒီကိုကြည့်ပြီးတော့ဟာဒေါ်လာအင်းတက်ကတရားအောက်ကျသွားလို့ကမ္ဘာရွှေဝယ်ရမယ်လို့ဆိုလို့လာမဟုတ်ဘူးဒေါ်လာအင်းတက်ကတရားတက်တက်တရားနှစ်တက်ရောက်သွားလို့ကျွန်တော်ရောင်းမယ်လို့ဆိုလို့လာမဟုတ်ဘူးတစ်ဖက်ကနီးပညာပိုင်းရချက်ကိုကြည့်ပြီးတော့ဘယ်ဈေးတန်းမှာဝယ်တင်တဲ့ရောင်းတင်တဲ့ကိုဆုံးပြတ်ပါခင်ဗျဒီတရင်ပိုင်းကတော့ကျွန်တော်ကိုးကားဆရာအနေနဲ့တနည်းအားဖြင့်ကမ္ဘာရွှေစီးကွက်ရဲ့ဖော်လုံးကိုတည်ုံလောက်အနေနဲ့ကျွန်တော်က ုံးရတာဖြစ်ပါတယ်အရာလေးကိုနားလည်ထားဖို့လိုပါတယ်အဲ့ဘက်ကဒီနေ့မှာသတင်းထွေတူတူမရှိပါဘူးကမ္ဘာရွှေစင်းနေသားကကျွန်တော်ညဘက်အမေရိကန်ဈေးကွက်ချင်းမှာတော့မနည်းရလို့မျိုးပဲဗျာကျွန်တော်တို့ဒီ3200နဲ့ဒါမှမဟုတ်အပေါ်ဘက်က3260 90 3280ဒီကြားပဲအတက်ကြပေးသွားမလားကျွန်တော်တို့ကအာစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒီတိုင်းမှာတက်ကြပေးတယ်ဆိုရင်ပြင်ကျွန်တော်တို့ကအပေါ်ဈေးအောက်ဈေးတွေကိုစောင့်ပြီးတော့အပေါ်ဈေးမှာရောင်းအောက်ဈေးမှာဝယ်အဲ့လိုနည်းနဲ့ကျွန်တော်တို့ဒီနေ့ကမ္ဘာရွှေစင်းတက်ကြကိုအကျိုးမြတ်ရှာလို့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်ရဲ့ဒါလေးအောင်ကျွန်တော်ရဲ့ဒီနေ့တရက်သားကဘာရွှေစည်းကွက်သုံးသချက်ဗီဒီယိုဖြစ်ပါတယ်အခုလိုသုံးသချက်ဗီဒီယိုတွေကို up to date ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါကျွန်တော်စီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တဲ့နေတက်ရောက်လို့ရပါတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ messenger ကျွန်တော်ရဲ့ telegram ကျွန်တော်ရဲ့ viber ကျွန်တော်ရဲ့ YouTube channel တွေကနေစုံစမ်းမြင့်မြတ်နိုင်ပါတယ်ခင်ဗျကဘာရွှေ twitter အားလုံးပဲဒီနေ့ကျွန်တော်ရဲ့ရတပတ်ရဲ့အလေရဲ့ပရဘူးနေ မေလ14ရက်နေ့တည်းတာအတွက်ကဘာရွှေစည်အတက်ကြကိုအထူးတတိထအရောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်များပတ်စံနေကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ